ကဘာတော့ဂျပန်ကမ္ပဏီပန်နာဆိုနီကဝန်ထဲရောက်တတော်ရှော့ချမယ်ဆိုပါတယ်ဂျပန်လက်ထောင်းနဲ့ကမ္ပဏီဂျပန်နာဆိုနီဟိုရီယာ2025မှာဝန်ထောင်းအရောက်တတော်ရှော့ဖို့စီစဉ်ထားတယ်လို့ကြေညာလိုက်ပါတယ်ဂျပန်တွေကဝန်ထမ်း9000နဲ့နိုင်ငံရေးချမ်းကဝန်ထမ်း9000ရှော့ချမှာဖြစ်ပြီးကမ္ဘာစီးပွားရေးဝန်ကြီးမှတည်တာတဲ့အပြောင်းအလဲကိုတုံ့ပြန်မှုရှိရတဲ့ကမ္ပဏီရဲ့စီမံခန့်ခွဲမှုဆိုင်ရာ ပြည်ပြောင်းလဲမှုလို့ဖနဆိုနီကကြေညာပါတယ် ်လုံတိုင်းရာရှော့ချတာပြင် Panasonic နဲ့ဟာဆုံးရှုံးမှုဖြစ်စေတဲ့လုပ်ငန်းတွေကိုရုပ်သိမ်းဖို့ပိတ်ပစ်ဖို့စီစဉ်ပြီးဖြန့်လန်းလုပ်ဆောင်ချက်တွေကိုချုံးမွေအောင်ပေါင်းစပ်လုပ်ဆောင်ဖို့လည်းစီစဉ်ထားပါတယ်။ဘန်နာရီနှစ်2024ဝင်ငွေစီရင်ခံစာအရ Panasonic ဟာဝင်ငွေ American Dollar 54ဘီလီယံဘလောက်ကိုစီရင်ခံစာတင်ပြခဲ့ပြီးအရင်ဘန်နာရီနှစ်ထက်ဝင်ငွေကျဆင်းသွားပါတယ်။အမြတ်ငွေတစ်နှစ်ကို18ရာခိုင်နှုန်းကျဆင်းသွားပြီး အမေရိကန်ဒေါ်လာ3.3ဘီလီယံကျဆင်းသွားပါတယ်။ Binance နဲ့ကမ္ဘာတွင်းမှာဝန်ထမ်းပေါင်း2,300,000ရှိတယ်လို့သူတို့ရဲ့ website မှာဖော်ပြထားကြရသိရပါတယ်။ဒါဟာ Binance နဲ့တခုတည်းနဲ့မကဘဲနဲ့တခြားဂျပန် company တွေကိုပါရိုက်ခတ်မှုတချို့ရှိလာတယ်လို့ဆိုပါတယ်။အထူးသဖြင့်ဂျပန်ကား company တွေကိုလည်းရိုက်ခတ်မှုရှိနေတယ်လို့သိရပါတယ်။ဂျပန်ကား company ကြီးတစ်ခုဖြစ်တဲ့ Nissan ဟာလည်း တရုတ်ရဲ့ EV ကားတွေကိုဈေးကွက်ထဲမှာမရှိနိုင်တဲ့အတွက်ကြောင့်ကုမ္ပဏီဟာအခက်အခဲများစွာကြုံတွေ့နေရတယ်လို့သိရပါတယ်။အခက်အခဲများစွာကြုံတွေ့ရတဲ့အတွက်ကြောင့်ဝန်ထမ်းတွေကို short ချဖို့များပါတယ်။ Nissan ဟာဒီကမ္ဘာလုံးနှံအလောက်ကန်နေရာပေါင်း2000ရှော့ဖို့ပြင်ဆင်နေပါလေ။ရင်းကျညာထားတဲ့နှစ်ဆပေါ်ပြီးလူလျှော့လာတာပါ။လူမတော်ရည်အတွက်ဟာ Nissan ရဲ့ဒီကမ္ဘာလုံးလောက်သွားအင်အားစံဝိုင်းရကန်တော့ဖြစ်ပါလေ ကားစက်ရုံ18ရုံထဲက9ရုံပိတ်ပစ်မှာဖြစ်ပါလိမ့်။ဒါရီယာပြီးခဲ့တဲ့နှစ်ဘန်နာရီနှစ်ကဒေါ်လာ2.5ဘီလီယံအရှုံးပေါ်ခဲ့တဲ့နောက်ခုလိုလွတ်ဆောင်ရတာပါ။အဓိကကတော့နစ္စန်အနေနဲ့တရုတ်ထုတ်ပြစ်စစ်ကားတွေကိုရှင်ပြန်နိုင်ခြင်းမရှိတဲ့အတွက်ပါဖြစ်ပါလိမ့်။အပြင် American ဈေးကွက်မှာဆိုရင်တမန်ထရန်ရဲ့ကြီးလေးတဲ့အခွန်နှုံထားတဲ့ကနစ္စန်ကိုချိန်ချောင်းနေပါလိမ့်။နိုင်ငံကြီးနောက်ဂျပန်ကားပဏ္ဏီကုမ္ပဏီဖြစ်တဲ့ Honda နဲ့ပေါင်းကြမလားဆိုပြီးစကားပြောစရာလောက်ခဲ့ပေမဲ့အခုနစ္စန်မှာပဲမအောင်မမြင်ဖြစ်ပြီး Honda နဲ့ Nissan Sunny Hu ကရပ်တန့်သွားခဲ့ပါတယ်